လိုင်းမီဒီယာရဲ့စီရင်သိမ်းတင်ဆက်မှုကတော့ဟိုတခြားလူတွေတော့သိမတူဘူးပေါ့เนาะကျမတို့ကဒီလိုမျိုးစီရင်ကိုဘယ်နာတိုက်ခိုက်နေရဲဟိုဘလို့တိုက်ခိုက်ရမယ်ဆိုတာလေးတော့သိပြီးမသုံးတက်တက်ပါအောင်ရှင်ဘာကြောင့်လဲဆိုတော့စီရင်ဆိုတာကအချိန်နဲ့တပြေးညီအရန်ပြောင်းလဲနေရောလေကျမတို့အနှင်းမီအောင်လိုက်ပြီးတော့စဉ်းစားတွေးခေါ်နိုင်မှုတော့ကစီရင်မကျွမ်းကျင်ဘူးပေါ့ရှင်ကျမတို့ကြာလေအဲ့တော့ဒီဘိုင်းလေးတော့ကျမမသုံးတက်နိုင်ပါဘူးဒါပေမဲ့ဘယ်နာလေးမှာဘာဖြစ်နေလဲဆိုတာလေးတော့ကျမပြောပြချင်တယ်ပေါ့เนาะအခုဘုံဘုံမှာဆိုရင်တိုက်ပွဲတော်ပြင်းထန်နေလို့သိရပါရှင်တိုက်ပွဲပြင်းထန်တာကတော့ဒီမေလ9ရက်နေ့လောက်ကနေစပြီးတော့တိုက်ပွဲတကြောပြန်ပေါ့နော်ပြန်လည်ပြင်းထန်နေပါရှင့် ဲ့လိုပြင်းထန်တဲ့အခါမှာထုံးစံတိုင်းမှာရှင်မြို့ကံတွေကတော့ဒုက္ခရောက်နေကြပါတယ်ရှင်လူတိုက်ပွဲပြင်းထန်လာတဲ့အကြောင်းအရာတော့ကျွန်တော်ခဲ့တဲ့ရတရဘက်ကဆိုရင် KNY ကထွန်းမြနိုင်စီကိုသူကစစ်တီလန်းတောင်းတယ်တဲ့သူကလေစစ်တီလန်းတောင်းတော့ထုံးမြနိုင်ကလည်း AA လေးပေါ့နော်အရောက်တစ်ထောင်ကျော်ပို့လိုက်တယ် AA ဆိုရင်မဲ့ရခိုင်အားလုံးတော့ပဲဟုတ်ပါမယ်ရှင်ပီတက်တွေလည်းပါမှာပေါ့နော်ပီတက်တွေလည်းအဲ့လိုပဲဘယ်နှရောက်ရောင်းစားခံရတဲ့ကတရားတော့တိလား အဲ့တော့ကိုထွက်မြင်လာဒေါ်လာ30ရလိုက်တဲ့ KNY ကြီးကနေလေအဲ့ဒီအင်အားတွေတုံးပြီးတော့ခု KNY ကအဲ့ဒီပမော်ပေါ့နော်အဲ့မှာရှိရဲ့တက်စခန်းတွေဝင်ရောက်တိုက်ခိုက်နေတာဒါကြောင့်တိုက်ပွဲပြင်းထန်တာပေါ့ရှင်အဲ့လိုဖြစ်နေလက်ရှိမှာတိုက်ပွဲဖြစ်နေပေါ့ရှင်တိုက်ပွဲဖြစ်တဲ့နေရာလေးတွေကိုမိဘပြည်သူတွေပေါ့နော်ဟိုသတိပြုနိုင်ဖို့အတွက်အသွားလာပေါ့ရှင်အဓိကတော့အဲ့နေကန်တွေပေါ့သတိပြုနိုင်ဖို့လည်းကျွန်မပြောပြနေခြင်း ਨੇ အဓိကတော့ကချင်ပြည်နယ်ဗမော်ဖားကန်လမ်းတနိုင်းလမ်းနဲ့ဝိုင်းမော်မြို့နယ်တွေဘက်မှာဆိုရင်တိုက်ပွဲကိုတော်တော်ပြင်းထန်ဖြစ်ပွားနေတာဖြစ်ပါရှင့် ဒေတာကန်တွေကပြောပြတာအဲ့ဒီချိန်မှာပေါ့နော်သူအရန်ကြောက်တယ်ပြီးတော့မြို့ထဲမှာဆိုလဲမီးလောင်နေနေရတယ်နှစ်ခုသုံးခုနှစ်ခုသုံးခုဆိုပြီးပွားများလာတယ်တဲ့စစ်ဖြစ်နေတဲ့နေရာဆိုတော့ရှင်တိရဲ့အတိုင်းပါပဲလက်နဲ့ကြည့်လဲကြာကြည့်လဲကြောက်နေပေါ့နော်မီးလောင်နဲ့လောင်ပဲစသဖြင့်ပေါ့ရှင်တုံမျိုးကြီးပြင်းထန်စွာဖြစ်ပေါ်နေပါရှင့်အဲ့တော့ဂျားလေးကနေပြီးတော့ငထွားခါနာပေါ့နော်ဒီနေ့တော့ပုံပြောလိုက်အောင်မယ်ထုံးမြန်လာဒေါ်လာတန်း20ရသွားတယ်ဆိုတော့အဲ့ပတ်စံဥပမာသုံးပါလဲမသိဘူးနော်ရှင်းပြတာလူရောင်းစားနေတဲ့မျိုးပဲရှင်တိကအာလူကုန်ကူးနေတဲ့မျိုးပဲလူတယောက်ဖမ်းပြီးတော့ပြန်ပေးဆွဲပြီးတော့ရောင်းစားလိုက်လို့ရှင်လူရတာမုံတာ ူရလေသူကဘောနော်လမ်းမှာသွားနေကောင်လေးတယောက်ခန်းသွားပြီးတော့ပြန်ပေးဆွဲသွားတယ်ရောင်းစားလိုက်တယ်ဆိုအာဒီလူကရုပ်မာလိုက်တာလူကုန်ကူးတာဟိုကြားဖြန့်စသက်ဖြစ်ပေါ့နော်အဲ့လိုပြောဆိုကြတယ်ထွန်းမြနိုင်လို့လူတွေကြောက်တော့သူတို့ကသူတို့စေဦးစီးကျုပ်ဆိုရယ်ယာလူဝင်ယူပြီးတော့လူငယ်တွေကိုအဲ့လိုအလဟတ်တတ်ပေါ့နော်ဟိုလစာပေးရလည်းမရှိဘူးသူတို့ကလေမြမတက်မတော်မှာစစ်သားလုပ်တယ်ဆိုတော့ကိုယ့်ကိုဝါငါပါလို့လုပ်ကြတာနိုင်ငံတော်ကာကွယ်ခြင်းလို့လုပ်ကြတာနော်တချို့ကျတော့ဘဝအခြေအနေမျိုးကြောင့်ဝင်ကြတာလစာရတယ်သူတို့လေသူတို့ဒီတာဝန်ထမ်းဆောင်ခြင်းအတွက်ကိုသူတို့အကျိုးခံစားခွင့်နေဆိုတာရတယ်အီအီတို့ဘာပဲဝင်နေသူကလစာလည်းမရ နော်မိသားစုကလည်းဒုက္ခရောက်ဒီကြားထဲသူတို့စက်ကြီးပေးစံပေးစီပေးလည်းလောက်ရသေးရဲ့လူလည်းပေးရနော်ရိတ်ခါလည်းပေးရတယ်ကိုယ့်ရိတ်ခါနဲ့ကိုစစ်မှုသွားထမ်းရတယ်တိလားအဲ့ဒါအပြင်အခုလိုရောင်းစားခံရသေးတယ်အဲ့တော့ထွန်းနေနိုင်ရဲ့ဘန်ကောက်တွင်ဝင်သွားတဲ့ပတ်စံကဘသူတွေစီရောက်ပါလဲရခိုင်လူမျိုးတွေရဲ့လက်ထဲကိုရောက်ပါလားပြောပါဦးရောက်ပါလိမ့်မယ်နှစ်ပဲနဲ့၆ပြားတော့ရောက်လိမ့်မယ်တိတိကျကျတွက်ပြရလို့ရှင်လေသူရွာတဲ့ဒေါ်လာ30000လေးကနေရခိုင်လူမျိုးတွေရဲ့ ဟောနော်အေးစောင်းဝင်နေရေးအတွက်ကိုတော့သူနှစ်ပဲနဲ့၆ပြားတတီလှူရင်လှူလက်မယ်ရှင်ထောက်ပံ့ပေးလက်မယ်အေးအေးစစ်သားတွေအတွက်ဆိုပြီးတော့မကျမအတိအကျတွက်ပြတာနှစ်ပဲနဲ့၆ပြားအဲ့ထက်တော့ပိုရကြရမရှိဘူးရှင်ဇလန်းအလိုရရှိရပေါ့နော်ဒီတော့ထုံးမြက်နိုင်ပြီရခိုင်ပြည်နယ်မှာနေရာလည်းမဟုတ်ဘူးရခိုင်ပြည်နယ်ကဒီလိုမျိုးဩဇာလွှမ်းမိုးနိုင်တဲ့စွန့်ရည်ကတော့အဲ့ဒီဘက်ကတော့ချီချူရဲရှင်လေးလားရခိုင်လေးပဲအလိုလားတော့မသိဘူးသူပဲလဲတာလားရခိုင်ကလည်းအလားလားကျမမပြောတတ်ဘူး သိလားနိုင်ငံခြားနေပြီးတော့ဩဇာလွှမ်းမိုးနိုင်တာနဲတဲ့နဲတဲ့အရာတော့မဟုတ်ဘူးရှင်အဲ့လိုဖြစ်ဖို့ဆိုတာလေနီးလန်းတစ်ခုပဲရှိရဲ့သိလားအဲ့ဒီလူကအရန်တော်ပြီးတော့ဩဇာလွှမ်းမိုးနိုင်လို့ဒါမှမဟုတ်အဲ့ဒီလူကမတော်ရင်တော့မှသူ့ကိုယုံကြည်တဲ့သူတွေကအရန်ညံ့လို့ဖြစ်နိုင်ခြင်းတစ်ခုပဲရှိရဲ့နော်ဒါမဲ့ထုံးမြင့်နိုင်တော်လားမေးကျမမပြောတတ်ဘူးနော်သူသာအဆုံးကြမယ်ဆိုရခိုင်လူမျိုးတို့တော့ဒုက္ခမရောက်ဘူးလေအဲ့တော့သူမတော်တာတော့တေချာတယ်ရခိုင်နေညံ့လို့ပဲအခမ်းရတာသိလားညံ့လို့ပဲအခမ်းရတာ နော်ဒီလိုဘာမှမဟုတ်တဲ့ကောင်ကဩဇာလွှမ်းမိုးတာခံပြီးတော့အသေးခံနေတာကတော့ဒါဘယ်ဘဝဝေကျွေးလို့လဲကျွန်မပြောတော့ဘောနော်ဒါအပြင်ထွက်မြေတိုင်းရဲ့လောက်ရက်ကအခုဆိုရင်ဘင်းနဲ့ပါသိလားဘင်းကလည်းဒါမျက်စောင်းထိုးနေတဲ့အခြေအနေတခု तू ကပေါင်းစရာရှိပေါင်းဘင်းနဲ့ပဲပေါင်းမှာထွက်မြေတိုင်းလေဗမာနဲ့ तू မပေါင်းမြန်မာနိုင်ငံနဲ့ तू မပေါင်းပြည်တော်စုနဲ့ तू မပေါင်းဘင်းနဲ့ပဲသူကပေါင်းမှာဘာကြောင့်လဲဆိုတော့ဘင်းနဲ့ပေါင်းလို့စိုးကျိုးဖြစ်သွားလဲရခိုင်မှာသူ့အမျိုးတွေမှာမရှိ啊သူ့မိမသူ့သားသမီးသူ့အစ်စိရဲ့နိုင်ငံသားမှာ ီလူကဘာမှတောင်းဝန်ယူမှာမဟုတ်ဘူး။ तू လို့တမရအရာအလုံးစိုးသွားရင် तू ကဘာမှတောင်းဝန်မယူဘူး။ကောင်းသွားရင်တော့ तू ဒီမှာလာပြီးတော့အုတ်ချုပ်ချင်လည်းအုတ်ချုပ်မှာပေါ့။အုတ်ချုပ်ချင်မှလည်းအုတ်ချုပ်မှာပေါ့။ဒါမှမဟုတ်ဘင်္ဂလားဒေ့ရှ်ကိုရောင်းစားလိုက်တာမှဖြစ်နိုင်ဘူးလား။လုံးလို့ရတာပဲလေ။ဘာကြောင့်လဲဆိုတော့ကျွန်မပြောပြမယ်။ AA info dot ဆိုရဲ AA info ပေါ့နော်ဥစားပေါ့။ channel တစ်ခုရှိရဲ Telegram မှာလေ။အဲ့ channel ကိုကင်နေရဲ့ admin တွေကဘင်္ဂလားဒေ့ရှ်မှာအခြေချလာတာနော်။ဒါကြောင့်တို့ရတာတဲ့တဲ့ရဆိုအဲ့ဒီ AA ရဲ့ဝါရဖြန့်ချီရဲ့ channel ကိုကင်တဲ့သူကဘင်္ဂလားဒေ့ရှ်မှာအခြေချထားတဲ့ကောင်းလေး စဉ်းစားကြည့်ပါဦးသူတို့နှစ်ဦးရဲ့စိတ်ဆက်မှုကိုစဉ်းစားကြည့်ပါဦးရှင်အဲ့တော့ရခိုင်လူမျိုးတွေကခေတ်ဆက်ဆက်ရခိုင်လူတက်ခဲ့တာဘင်းနေအဲ့ဒီဘင်းနေတဲ့ထွန်းမြင့်နာပေါင်းနေဆိုတော့ရခိုင်တစ္ဆာဘောက်ကဘသူလဲရှင်အဲ့ပုံစံလေးကိုကဖြည့်ကြည့်ပါဦးကျွန်တော်မဖြည့်တော့ဘူးဖြည့်ကြည့်ပါဦးနော်ကို့တက်တဲ့သူနဲ့ပေါင်းနေဆိုတော့စဉ်းစားလေစဉ်းစားပါကို့ရန်သူနဲ့ तू ကသွားပေါင်းနေဆိုတော့ तू ကကို့ရန်သူပဲလေအဲ့ဒါလေးလည်းပါစဉ်းစားကြပါဦးရှင်နော်မစဉ်းစားလို့ရှင်ရခိုင်ကုန်လိမ့်မယ်နော်ရခိုင်ဆိုတာနောက်ဆိုရင်လေပကြီနဲ့ရေးပြမယ်ဒါရခိုင်လူမျိုးပါဆိုပြီးတော့အဲ့လိုဖြစ်သွားလိမ့်မယ်ရှင် နော်ရခိုင်ပြည်နယ်ကိုရခိုင်နေရသွားလို့ရခိုင်နေပိုင်ဆိုးရမှာမထင်နဲ့နော်ရခိုင်လူမျိုးကဘလောက်မှရှိရမှာမဟုတ်ဘူးနော်ဘင်းကလေတရားရှင်တို့ထက်ကိုအဆောက်အောင်တထောင်လောက်များတယ်သူတို့နဲ့တော့ပေါင်းလိုက်ပြီးနေလိုက်လို့ရှင်တို့ဆိုဒီမှာရခိုင်ဆိုဒီမှာစိတ်စုနှစ်တခုတွဲအဲ့ရခိုင်ပြည်နယ်နဲ့ပျောက်သွားမှာသိလားတော့အဲ့ကူလို့ရှိရနည်းနည်းအုံနောက်ရှိစဉ်းစားတတ်ဖို့ပေါ့နော်လလော့ဆယ်တော့ဒေါ်လာတန်း20နဲ့တော့အေးအေးတထောင်လောက်ကိုထွန့်မြင့်နိုင်ရောင်းစားသွားပြီနော်အဲ့ဒေါ်လာတန်း20ရောက်တော့ तू तू ပိုင်တဲ့ပတ်စံတော့ तू လှုပ်ချင်လှုပ်မှာပေါ့ဘယ်သူမှမသွားပြောလို့ရတဲ့ကိစ္စမဟုတ်က ဘာတက်လို့ဆိုသူ့ကိုဖះလို့ကိုကွယ်နေကြတာလေ16ကိုကွယ်ကြအဲ့တော့အမျိုးပြုတ်နေမှာ16ကိုကွယ်ကြเนาะဘာတက်အဲ့လိုပါပဲသူ့ရုပ်မာတွေဆရာတင်တဲ့သူတွေကတော့သူ့ရုပ်မာတွေပြုညာနှုတ်ပါတော့ဗောနောဒုက္ခရရောက်တာဗောရှင့်ကျွန်တော်တို့မှာဆိုဆုံးမလာရှိရဲ့လေကျွန်တော်တို့ဘာသာတရားမှာဆုံးမလာရှိရဲ့လူမိုက်ဆိုရင်ရှောင်းသွေးလွှဲလို့မမီဝဲနဲ့ကင်းအောင်လေတဲ့ပြန်လူမိုက်ဆိုရှောင်းရတယ်ဘာကြလဲဆိုတော့လူမိုက်ကကျွန်တော်တို့အနိုင်ကျင့်တယ်လူမိုက်ကအနိုင်ကျင့်တယ်နှိပ်ဆက်တယ်လူမိုက်နားနေတနည်းမဟုတ်တနည်းနိုင်ကျင့်ခံရမှာပဲအဲ့တော့ထွက်မြေ့နိုင်လူမိုက်ဆိုရင်လူမိုက်ကိုမှီဝဲတဲ့ရောက်ခိုင်လူမျိုးတွေကဘာဖြစ်လဲ နိုင်ကျင့်ခံတာမဆန်းဘူးပေါ့ရှင်ဒါလေးပါပဲเนาะဒါတော့ကျွန်မသတင်းသုံးသက်ချက်လေးစည်ရေးသတင်းသုံးသက်ချက်လေးပြပြဖြစ်ပါရှင့်ဘုံဘုံမြို့မှာလည်းစင်ကြီးကတောက်နေပြီတက်မတော်သားလည်းတော်တော်ကိုပင်ပန်းစင်းရဲဆိုတဲ့ခုခံရအောင်မယ်တိတ်ဆုံးမှုတွေမြင်တွေ့ရအောင်ပဲရှင့်နောက်ဆုံးလည်းမြုပ်ကြေတာပေါ့ရှင့်ဒါပဲရှိပါလေစစ်ပွဲတွေရလက်ကဘာရှိမှမလို့လဲရှင့်စစ်တွေဖြစ်နေရင်ညီပါပန်းလေးတွေမှမပွင့်လားဟုတ်တယ်မလားပန်းလေးတွေမပွင့်ဘူးပွင့်ရင်တော့မှကြည်စံထိလို့ရှင့်အဲ့ပန်းလေးကပြန်နွမ်းသွားမှာเนาะအဲ့လိုတော့ရှိပါတယ်ဒီတော့ စစ်တေကိုဖိတ်ခေါ်နေတဲ့သူတွေကတော့ကိုချင်းစာစိမ်မရှိသေးရစစ်တေကရက်မှာမဟုတ်ဘူးမြန်မာနိုင်ငံဒီလိုပဲဖြစ်နေအောင်မယ်ဆိုတာကသိကြပါပဲရှင့်ကျမတရင်သုံးသက်ချက်လေးကိုဒီနေ့မှဒီလောက်နေပဲရှင်းသားပြရစီရှင်ကျမောက်နိုင်ငံမှာမီတင်းနေတဲ့ရိပတ်ပြည်သူများအားလုံးဆက်ချင်တာကိုကြားမှာကြပါစေလို့ကျမတို့ Prime Media မိသားစုမှစုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင် ဆိုရှယ်မီဒီယာကိစ္စလေးနဲ့ဆက်ဆက်သွားလို့ပါရှင်သတင်းလေးကိုလည်းကျွန်မနောက်ထပ်တစ်ပုဒ်တင်ပြပေးပါမယ်ဆိုရှယ်မီဒီယာနဲ့ပတ်သက်တဲ့နိုင်ငံခြားသတင်းလေးတခုပေါ့နော်အဲ့ဒါပါလဲဆိုတော့ကလေးငယ်တွေကိုဆိုရှယ်မီဒီယာအသုံးပြုမှုအတော့ကိုပေါ့နော်နယူးဇီလန်ကပိတ်ပင်ဖို့အတွက်စူးစမ်းနေတဲ့သတင်းလေးသာဖြစ်ပါရှင့်အဲ့ဒီသတင်းလေးကျွန်မအယုံဆုံးဖတ်ပြပါမယ်ရှင့်နယူးဇီလန်နိုင်ငံရဲ့ဝင်ကြီးချုပ်ဖြစ်သူကဒီခရစ်စတိုဖာလူဆန်ပေါ့နော်သူကအသက်16နှစ်အောက်ကလေးတွေနဲ့လူငယ်တွေကိုတဲ့ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကိုအသုံးပြုခွင့်ပိတ်ပင်ဖို့အတွက်ကိုသူကအဆိုပြုလိုက်ပါတယ်ရှင့် ီလိုအဆိုပြုတ်ရတဲ့အကြောင်းရင်းကတော့ social media ပေါ်မှာကြမ်းတမ်းသောစိတ်နှောက်ယှက်ဖြစ်စေသောအကြောင်းအရာတွေတိုးပွားလာမှုကြောင့်လူငယ်တွေရဲ့စိတ်ကြမ်းမာရေးနဲ့လုံခြုံမှုကိုကာကွယ်ဖို့အတွက်ရည်ရွယ်တယ်ဆိုပြီးဆိုထားပါရှင့်မြန်မာလူကဘာပေါ်မှာပေါ့နော်လက်ရှိဖြစ်နေတဲ့လိလာမှုတွေအရာဆိုရင်လေဆိုရှယ်မီဒီယာကအထူးကြံမှုစိုးရိမ်ပူပန်မှုနဲ့စိတ်ဖိစီးမှုတွေကိုလူငယ်တွေကြားမှာပို့ပြီးတော့ဖြစ်ပေါ်စေရဲဆိုပြီးတော့ဖော်ပြထားပါတယ်ရှင့်။ဒါအပြင်စိုက်ဘာဘူးလင်းလို့ခေါ်တဲ့ဒီအွန်လိုင်းထက်ကနေပြီးတော့ပေါ့နော်ဒူးနဲ့ဒူးကျူးလွန်တဲ့အမှုတွေပေါ့အဲ့လိုအမှုတွေပြင်အခြားအနေရရှိတဲ့အကြောင်းအရာတွေကလည်း အသုံးပြုတဲ့လူငယ်ကြားထဲမှာဖြစ်ပေါ်လျက်ရှိပါရှင်ဒါလေးလာတွေးရှိထားမှုပေါ့နော်ဆို social media platform တွေရဲ့ဘေးရွက်ဆိုချို dark side ပေါ့အမှောင်ဘက်အချမ်းပေါ့ရှင်ဒီတော့ New Zealand ရဲ့ဆုံးဖြတ်ဆိုင်အချက်ဟာဆိုရင်ကမ္ဘာတော်လုံးမှာရှိတဲ့အခြားနိုင်ငံတွေအတွက်လည်းစံနမူနာတစ်ခုဖြစ်လာနိုင်တယ်ဆိုပြီးတော့တုံ့တက်နေကြတာရှိပါရှင့်။အချို့နိုင်ငံတွေမှာလည်းအခုလက်ရှိမှာပေါ့နော်ကမ္ဘာမှာ social media အသုံးပြုမှုကိုတက်ရွယ်လိုက်ကန့်သက်ထားတယ်။ပြီးတော့ဒီလိုမျိုးတက်ကန့်သက်ထားဆိုမြဲပေါ့ New Zealand လိုမျိုးရဲရဲတောက်ပိတ်ပစ်မယ်ဆိုပြီးပြောတဲ့နိုင်ငံကတော့ဟိုရှားပါးနေသေးရေပေါ့နော်။ ဒါမဲ့ဒီနည်းပညာဆိုင်ရာလောကျော်ရေးအဖွဲ့အစည်းနဲ့မိဘတွေကတော့ဒီဆိုထောက်ခံတယ်ဆိုပြီးတော့လည်းသတင်းလေးမှာဖော်ပြထားပါရဲ့ရှင့်ညူစီလန်အစိုးရဆိုရင်ဒီမူဝါဒကိုတရားဝင်အတည်ပြုနိုင်မှုတော့ဥပဒေကြမ်းတရက်ကိုလည်းရေးဆွဲမယ်လို့သိရတယ်ရှင့်အပြည့်အခါမှာဒီဥပဒေကိုပေါ့နော်ရေးဆွဲမယ်ပြဋ္ဌာန်းပြီးပြီဆိုရင်ဆိုရှယ်မီဒီယာကုမ္ပဏီအနေနဲ့အသက်၁၆နှစ်အောက်သုံးဆွဲတဲ့သူတွေအကောင့်ဖွင့်ဖွင့်ပွင့်မှာပိတ်ပင်ပေးရမယ်ပြီးတော့မိဘတွေနဲ့အုပ်ချုပ်ရေးအဖွဲ့တွေအတွက်လည်းစောင့်ကြည့်ဖို့အတွက်လွယ်ကူဖို့အတွက်ကိုသူစီစဉ်ပေးမယ်ဥပဒေကြမ်းပေါ့ရှင် ်စောင့်ကြည့်မှုတွေနဲ့ပဲအသုံးပြုရမှာပေါ့16နှစ်အောက်ဆိုပြီးမသုံးတော့ဘူးအဲ့လိုပုံစံမျိုးတွေတော့ပြစ်လုံမယ်လို့မြင်ပါတယ်ရှင့်သတင်းလေးကိုဖတ်ပြရတဲ့အခါမှာမိဘပြည်သူများလည်းတွေးစရာတခုရသွားမယ်လို့ထင်ပါတယ်ရှင့်ကပိုင်းမှာအခုပြောင်းလဲနေပြီနော်ဆိုရှယ်မီဒီယာကိုဆိုရှယ်ပလက်ဖောင်းတွေကိုထိန်းချုပ်ဖို့အတွက်ကိုနိုင်ငံတွေကစ조사နေကြတယ်ကျမနိုင်ငံမှာဆိုလဲစ조사ခဲ့လေ။ဘာကြောင့်လဲဆိုတော့ဒီ social platform social media တွေကြောက်ပဲကျမနိုင်ငံမှာလူချင်းချင်းတတ်ဖြတ်ပြီးတော့သွေးချောင်းစီးနေရတာရှင့်။အကောင့်ချုပ်ထက်စိုးချိုးများတာရှင့်ကျမပြောချင်တာဒီလား။ အဲ့တော့ကဘာပေါ်မှာကလည်းဒါကအကုန်လုံးကရိတ်မိကုန်ကြပြီပေါ့နော်ကျမတို့ social media ဆိုတာခေတ်ထဲကြာအောင်လည်းသိလားကျမတို့လက်ထက်မှာကိုင်းထားတဲ့ဖုန်းလေးကျမတို့ရဲ့ Facebook account တွေ TikTok account တွေပေါ့နော်ဒီလိုအကောင့်တွေဟာကျမတို့ရဲ့ကိုယ်ရေးချက်လက်တွေအားလုံးအ ਨੇ တဲ့အများတော့ခိုးယူနေကြရနော်ကြည်ကြဲတော့ပြောရဲပြောလို့ကျမတို့ကလည်းလက်ရှိသုံးနေရဆိုတော့ပိတ်ခံရမှာဆိုလို့ကျမတို့အကောင့်ခိုးယူနေကြအရှိအရှိသိလားဘာဘာကြောင့်ခိုးယူရလဲဆိုတော့ Facebook မှာဆိုတာ Facebook နဲ့ကျမဥပမာပေးမယ် Facebook မှာစီးပွားရေးလုပ်လို့ရှိရင်ကျမတို့က boost တယ်လို့ဆိုလို့ရှိရဒီကြုံညာလူတွေမြင်အောင်ပေါ့နော် ဲ့ဂျွန်ညာပစ္စည်းပေါ်မူတည်ပြီးဒီဂျွန်ညာပစ္စည်းကိုဘယ်သူစိတ်ဝင်စားလဲဆိုရဲအချက်လက် data တွေကကျမတို့အကောင့်ထဲမှာကျမတို့ထည့်ထားတယ်ကျမတို့နေ့စဉ်သုံးတယ်ကျမတို့နေ့စဉ်စိတ်ဝင်စားတဲ့အရာတွေကိုအခြေခံပြီးတော့ तू ကဒီဟာကိုပြန်ပြီးတော့ဥစားပေါ့သူ့ရဲ့ view ဟာပေါ့နီး view ဟာနဲ့ तू ကပြန်ပြီးတော့ကျမတို့စီကိုဂျွန်ညာရဲ့စီစဉ်စေတာမြို့ပြည်သူတို့သတိပြုမိပါလိမ့်မယ်နော်တငယ်ချင်းနဲ့အဲတငယ်ချင်းကတော့ဘယ်ရည်ရည်လေးလိုချင်တယ်ပြောလိုက်တယ်မကြောက်ကိုယ့်ရဲ့ Facebook လူမှုကိုယ်ရမှာဆိုရင်ရည်ရည်ဆိုင်ဂျွန်ညာတွေတက်လာတာမြို့ ခါကြလို့ရှိရင်ဒီတိုင်းပဲပေါ့နော်ဖုန်းလေးကိုအင်တာနက်ဖွင့်ပြီးတော့စကားထဲမှာပြောနေတယ်ဟိုအားလေးစားချင်တယ်ဒီအားလေးစားချင်တယ်ပြောလိုက်ပြီးလို့ရှိရင်ဖုန်းထဲမှာစားတော့ဆိုင်ကြညာတက်လာတာမျိုးဒီလိုဖြစ်စင်နေကျွန်တော်တို့ခဏခဏကြုံရပါလေမရှင်နော် Facebook ကလည်းအရင်တော့ဆိုရင်ဒီလူတွေရဲ့ကိုယ်ရေးချက်လက်ကိုခိုးယူတယ်ဆိုပြီးတော့လည်းတရားရင်ဆိုင်ရတယ်ရောကြီးပါလေပေးရတဲ့ကိစ္စ share ပေါ့နော် ျမနိုင်ငံမှာတော့အဓိကရင်ဆိုင်နေတာတည့်ရတိုင်းပဲရှင်ကျမခုနပြောသလိုပေါ့ကဲဆဲသမားတွေကိုသွားပြီးတော့ဆဲစုံနေတဲ့တာဆန်တွေပေါ့နော်အဲ့တာဆန်တွေ down လဲကျမတို့ခံရတယ်ပြီးတော့2021ကိစ္စကတော့ဆို social media ထက်ကနေပြီးတော့တက်နေတဲ့အရှက်ခွဲတာတွေတတ်ဖို့လုံဆောင်တဲ့ကိစ္စတွေဟာဒီနေရာတွေမှာပဲလုပ်နေကြတာအဲ့ဒီအနေနဲ့စင်ကဲပြောင်းလဲပြီးတော့အစံပတ်မှုတွေဖြစ်ကုန်ကြတာပြီးတော့ကျမတို့လည်းအဲ့စိုးကြိုးတွေခံရတယ်ပေါ့နော်ဒါပြင်ကလေးတွေဆိုလည်းဒီလိုပဲ18 plus တွေကြည့်မိတဲ့ကလေးတွေပေါ့နော်အဲ့ဒါပြီးလို့ရှိရင်ဘာဖြစ်လဲပူကင်းတွေဖြစ်လာတယ်မောင်နှမသားချင်းမကြောက်ဝမနာတာကိစ္စတွေဖြစ်လာတယ်ရှင်ဒါဆိုရှယ်မီဒီယာရဲ့စိုးကြိုးတွေပဲ ဆိုရှယ်မီဒီယာဆိုတော့လည်းကောင်းကောင်းမတုံ့တက်လို့ရှင်မီးလို့ပဲရှင်လောင်ညိုက်သွားမှာတုံ့တက်ရောကောင်းတာပေါ့နော်ဒါပေမဲ့ယာကန်တော့တော်တော်များတော့ကောင်းကောင်းအသုံးမချတတ်ဘူးတိကကိုယ့်လက်ထဲမှာဖုန်းလေးရှိလိုက်ကိုလိုတဲ့ပညာလေးအသင်မဲသတင်းလေးနားထောင်မဲလူမှုကိုဘယ်လိုအကျိုးပြုမလဲငါဘာလေးတွေတော့ဟိုဘယ်လိုပြောမလဲငါရဲ့ဘဝတိုးတက်တိုးတက်ကြောင်းပြဘာလေးလမ်းနဲ့လုံမဲဆိုတော့မစင်စားကြဘူးသူများကဘယ်လိုတတ်ခိုက်လိုက်မလဲနိုင်ငံရေးမတွေ့လူတွေဆဲလိုက်မလဲဒီကောင်မအမြင်ကတ်တယ်ဟိုကောင်အမြင်ကတ်တယ်ဒီဦးလေးရပါဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့နေ့စဉ်နေတဲ့အကုတ္တူရေရှာချန်ယူနေတာများနေတယ် ဒီတော့သုံးတာသုံးနေရအလကားပဲလေနေရအခုတို့ပဲစုမိနေရအသိပညာလည်းမစုမိ data လည်းမစုမိနိုင်ငံတော်နဲ့ပတ်သက်တဲ့အချက်လက်တွေလည်းမစုမိကိုယ့်ရဲ့ဘဝနဲ့ပတ်သက်တဲ့ဘူးတုဒ္ဒရာတွေတော့မစုမိဆိုမှတော့ဒီနိုင်ငံမတိုးတက်တာမထူးဆန်းအောင်ရှင်။ဟုတ်ရောဆိုရှယ်မီဒီယာတွေနိုင်ငံတစ်ခုကိုတိုးတက်ဖို့အတွက်ဆိုတာထက်စုပ်ယုပ်ဖို့အတွက်ပုံများတဲ့အတွက်နိုင်ငံသားတွေကထိတ်ချုပ်လာပြီးမြန်မာနိုင်ငံမှာလည်းဘယ်တော့ထိတ်ချုပ်မဲဆိုတာကတော့မမနဲ့သူတို့ကစားမြန်မာနိုင်ငံပူစောတယ်ပူစောတယ်တဲ့။သူတို့တွေဒီကိစ္စကိုဂိုင်တွယ်နေတဲ့အချိန်မှာပဲမြန်မာနိုင်ငံထိတ်ချုပ်နေပြီ။ VPN တွေပါခံပြီးတော့မသုံးရတာ Facebook ဆိုဟုတ်တယ်မလားမကြခင် Facebook လည်း ban ခံမှာပါမလားမသိနိုင်ဘူး social media platform ကိုပထမဦးဆုံးထဲမှာထိန်းချုပ်တိုင်းမှာနိုင်ငံလည်းပါရယ်ပေါ့နော်လို့ပြောပါရရှင့်ပြောလို့ရပါတယ်ဒီတော့ဒီလိုဟာတွေကြတော့လူခွင့်ရေးတမားတွေကဒါလူခွင့်ရေးချုပ်ဖောက်တယ်လို့ပြောမလားပြောလို့မရအောင်လေသူတို့မှလည်းဘာကြောင့်ပိတ်ရလဲဆိုတော့ data ဆက်လက်ခိုင်နေရှင့်ကျမတို့မြန်မာနိုင်ငံလည်းဘာကြောင့်လွတ်လပ်ခွင့်တချို့ရုပ်သိမ်းလဲရလဲဆိုတော့ data ဆက်လက်ခိုင်နေအစံဘတ်သမားတွေကဒီလူမှုကွန်ရက်ကနေပဲလူငယ်တွေကိုအစံဘတ်သမားဖြစ်အောင်ဆွဲဆောင်နေကြလို့ကျမတို့လည်းဒါကိုပြန်ထိချုပ်ရတာ ခုမှပဲပြောရရှိတော့တယ်အဖော်ရမှပဲပြောရရှိတော့တယ်ကျမတို့လည်းဒီလားလို့မို့ဆိုပြောလို့ရှိရင်တို့ကလူခွင့်ရေလူခွင့်ရေဆိုတာလည်းကင်ပေါက်တတ်လို့လေတို့လူခွင့်ရေကြည့်လိုက်ရှင်လည်းဂျမတ်သမားတွေအတွက်ပဲနစ်နာရတဲ့သူတွေအတွက်ကားမခွင့်ရေကမရှိဇလန်အလိုရရှိရပါရှင်ဟောဒီတော့ကဘာကြီးကပြောင်းလဲနေပြီကျမတို့မြန်မာတွေလည်းဒါအောင်ကြည့်ပြီးတော့ကျမတို့နိုင်ငံမှာလည်း social media social platform အောင်အသုံးပြုတဲ့အခါမှာကလေးတွေလက်ထဲကိုမရောက်အောင်လို့ဥပဒေနဲ့တောင်းပြတဲ့နဲ့ဆိုတာလေးတွေကျမတို့ခါတဲ့အကြံပြုပြီးတော့တင်ဆက်ချင်ပါရှင့်ဘယ်လိုမှမလုပ်ဘူးဆိုတော့ကျမတို့နိုင်ငံကလည်း social media စိုးချိုးကိုအင်မတန်ခံစားနေရပြီးတော့တိုင်းပြည်မှာ ဥစ္စာပေါ့လူငယ်အရေးမြစ်တစ်ခုပေါ့နော်လူငယ်အရေးမြစ်တစ်ခုကအစိတ်တက်သွားတဲ့အချို့ဖြစ်သွားနိုင်ပါရှင့်ဒါကတော့နိုင်ငံတော်ရဲ့အမျိုးသားရေးနဲ့သက်ဆိုင်တဲ့အတွက်ဒီသတင်းလေးကိုကျွန်မထည့်သွင်းပြီးတော့တင်ဆက်ပေးတာဖြစ်ပါရှင့်